ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တွေ့ရကြလို့ပေါ့နော်ကျွန်တော်မအားတာပါမအားတာလည်းပါတယ်ကျမ်းမာရေးရေးလည်းတိတ်ပြီးတော့နည်းနည်းခြူချတယ်ပေါ့နော်အားကြောင့်လည်းပါပါတယ်အကြောင်းကြောင့် line လွှင့်ဖြစ်တာနော်ချောင်းနဲ့ဆိုတာလည်းနည်းသိခံမိပါပဲဟဲ့ဘီကျွန်တော်မျိုးတွေဘယ်သူတွေရှိကြလဲချစ်ခင်လေးစားစွာဖြစ်ကျွန်တော်ကိုစောင့်ကြည့်အားပေးနေတဲ့သူတွေအားလုံးအားလုံးကိုကျေးဇူးပါတယ်နော် အာကျွန်တော်တို့သိရှိထားတာလေးတွေဒီကွာ share ကြမယ်ကျွန်တော်လည်းသိလို့စိတ်ပြင်းပြပါတယ်သိလို့စိတ်ပြင်းပြသိချင်ကျွန်တော်မရဘူးပြသိချင်ကျွန်တော်ကလိုက်ပြီးတော့ share အဲ share လို့ share တဲ့ခါမှာကျွန်တော်နှစ်ဆက် share နှစ်ဆက် share လို့သိရှိတဲ့များအားလုံးကိုလည်းကျွန်တော်ကဘူးလို့ comment တယ်ကိုယ်လည်းဟောသူလည်းသိကြမှာပဲလေဆိုတော့စိတ်နဲ့ပြန်ပြီး share ပေးရနော်ခောက်ပါပြီကျွန်တော်ဒီနေ့ပထမဆုံးချက်နေねကျွန်တော်လိုမျိုးပဲ online ပေါ်မှာ ပြောဆိုနေရတာဟိုကျွန်တော်ရဲ့ရောင်းရင်းကြီးကိုတယောက်ကိုစဖို့ဟင်းဆွဲခံတီးတယ်အားလည်းမှန်ပါလေနော်ဆွဲခံပြီဆိုတဲ့ခါကျတော့သူတို့ကတော့ပြပြတတ်တာပါလေဒါဒီကိစ္စမှာကိုစဖို့ဟင်းဆွဲခံရတဲ့ကိစ္စမှာတော့နှစ်ဖက်ကြည့်ရပါဘောနော်နှစ်ဖက်ကြည့်ရမယ်ဆိုတာကဟုတ်တယ်လေဥပဒေအထက်မှာဘယ်သူမှရှိတာမှမဟုတ်တာအဲ့တော့ကိုစဖို့ဟင်းအနေနဲ့လည်း ကိုစုံဘက်ပြန်ကြည့်ရင်တော့လည်းမှန်တယ်လို့သူတို့ဘက်ကကြည့်ရင်လည်းမှားတယ်လို့တော့မပြောနိုင်ဘူးပေါ့ဗျာနော်မင်္ဂလာညချမ်းမကိုမောင်းနဲ့မင်္ဂလာပါဗျာမင်္ဂလာပါအဲ့တော့နှစ်ဖက်ကြည့်ရမှာပေါ့ကိုစုံဘုန်းကြီးကလည်းအဲသူ့အနေနဲ့ဂယူနာဒေါသလေးတွေပါလာရှိရယ်သူစိတ်ထဲရှိတိုင်းလွတ်လွတ်လပ်လပ်နှလုံးသားလာတဲ့စကားကိုပါဇက်ကထုတ်ပြောတဲ့ပုံကူတယောက်ဖြစ်တယ်ပေါ့နော်ယောသားပွင့်လင်းလုံးခဲ့ပါတယ်အဲ့ဒီတော့ကြောင့်မလို့အဲတချို့စကားတွေက စကားဆိုတာပြောမတတ်တဲ့အခါမျိုးတွေမှာဆဲသလိုဖြစ်နေတတ်တယ်လေနော်ဆဲလည်းဆဲပါတယ်ပြောသေးလားအဲ့ဒီကြောင့်မလို့ကျွန်တော်တို့အဲသူဒါမဲ့သူစေတနာမှန်နဲ့စေရင်းစေတနာမှန်နဲ့ပြောနေတဲ့စကားတွေဆိုကျွန်တော်နားလေသိနေပါဘောနော်အဲ့ဒီကြောင့်မလို့သူအနေနဲ့ဆရာဖာလာဆွဲသွားတယ်ပေါ့ဗျာနော်အဲဆရာဖာလာဆွဲပြီးတော့ ရဲရလည်းဖမ်းတာမဟုတ်ကြအစာရဖားဆိုရဆိုရခါကြတော့နည်းနည်းလေးသူ့အတွက်ခီးလန်းလည်းကြမ်းနိုင်တယ်ပေါ့ဗျာနော်အဲကိုဇော်ဘောဟင်းဆွဲခံရတယ်လို့နော်ဖမ်းခံရတယ်လို့ဖမ်းစီခစ်တာဖမ်းစီတယ်ပေါ့ဗျာပြောရမို့ဖမ်းတာပဲပေါ့နော်ဘာဖြစ်ဖြစ်အဲ့တော့သူဖမ်းခံရတယ်လို့နောက်ထပ်ပေါ့နော်အခက်မသိရင်အခက်မသိရင်အခက်မသိတဲ့လောက်လေအဲဘလော့ခေါမလဲအခုချိန်မှာအားလုံးပေါ့ပြောဆိုနေတဲ့သူတွေအားလုံးသတိထားတင်ပါတယ် ကျွန်တော်ကိုယ်တိုင်လည်းသတိထားသင်ပါတော့ဗောနော်ကျွန်တော်လည်းကျွန်တော်အများကြီးသတိထားပါတယ်တခြားလင်းနေကျွန်တော်အားကြောင့်ကျွန်တော်ဘာကြောင့်မစဲလဲဆိုလို့ရှိရင်ကျွန်တော်မေဂျာကိုမောင်းခင်ဗျာစကားပြောတာဆဲတာတခွန်းမှမပါဘူးဘယ်ပါမလဲဖျာပါလို့ရှိရင်ကိုစောဖုန်းကြီးလိုမျိုးကျွန်တော်ဖမ်းမမှာပေါ့နော်ဖမ်းလို့ရှိရင်ကျွန်တော်လည်းလည်းကြောက်တယ်လေနော်အားကြောင့်ကျွန်တော်မစဲတာပါခင်ဗျာနော်ကိုမောင်းအလှလေးလာမယ်နော်တဲ့ဒီပါလေအဲကိုမောင်းပြောထားပြီးသားပါနော်ကိုမောင်းကိုဖမ်းကျင်တော့ပါဆိုတဲ့စီချင်းလည်းဖမ်းလို့ရပါတယ် ဘာကြောင့်လဲဆိုရှင်ဒီနန်းကိုရှောက်ပြီဆိုတော့ဒီပေါ့နော်ဒီကျွန်တော်တို့ရှောက်ခဲ့တဲ့လမ်းနဲ့ရှောက်တဲ့လမ်းနဲ့ကြုံဆုံသမျှကံကြမ္မာကိုရင်ဆိုင်ဖို့အသင့်ပဲအဲ့တော့ကျွန်တော်ကမြန်မာပြည်ရောက်ရင် NASA ကဖမ်းတာလဲဖမ်းမှာပေါ့လေနော်အထုတ်တူ PDF နဲ့ PDF ကလည်းတက်လည်းတက်နိုင်တယ်ပြောမရအောင်အဲ့ဒီအတွက်ကြောင့်မို့လို့အကယ်၍များပေါ့နော် PDF အနေနဲ့အဲကျွန်တော်တို့အခုပြောတာတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်မကျေနပ်တာများရှိလို့ရှိရင်လည်း ဒါသဘောပဲပေါ့နော်။ဘာကြောင့်လဲဆိုရင်ကိုလိုနေနေရတော့ရှင်ဆိုင်ရမှာပဲလေ။အဲ့တော့ဒီလမ်းကိုလျှောက်တယ်ဒီစကားတွေပြောပြီးဆိုတဲ့ကတော့ကိုယ့်အတွက်ကံတရားတွေဘာကံတရားပဲလာလား။ကောင်းတာလည်းရှင်ဆိုင်ရမှာပဲဆိုးတာလည်းရှင်ဆိုင်ရမှာပဲဖြစ်တယ်လေနော်။ကိုယ်စဖိုင်းလည်းလာပြီလေ။အာမချားသေးပါဘူးနော်။မချားသေးပါဘူး။ဘာကြောင့်လဲဆိုတော့အနိုင်ဆုံးအနေဆုံးကိုသောဘောဟင်းက3ရက်လောက်တော့ကြာနိုင်တယ်သူရဲ့ကိစ္စလေးတွေကလေအဒါအနေဆုံးเนาะကျန်တာတွေကတော့သူလွတ်လာပြီလွတ်လာပြီဆိုတော့ အာကျွန်တော်ကတော့မကြားသေးဘူးเนาะ online ပေါ်မှာသူ့ရဲ့ video အဟောင်းလေးတစ်ခုကိုတင်ပြီးတော့သူလွတ်လာပါပြီဆိုတော့ပြောနေရတယ်ရရှိတာပါဗျာเนาะကိုယ်စားဝိုင်းလွတ်လာပြီဆိုတော့မဟုတ်ဘူးလားအာ video final တွေ့တယ်အဲ video final ကတော့ကျွန်တော်ကျွန်တော်ကြည့်ရတာပေါ့เนาะအဟောင်းဖြစ်နေတာကိုသူတွေ့ရတာပေါ့เนาะအဲ့ဒီတော့ကြောင်းလို့တော့ကျွန်တော်တော့သတင်းမရသေးပါဘူးเนาะဖန်ွားလာပဲကြားသိရပါတယ်တီတီပေါ်မှာတွေ့တယ်မင်္ဂလာပါအဲ့တော့ ကုံမောင်အနေနဲ့မဆဲဘူးဆိုတာအကြောင်းဖန်ခံပါဆိုလို့အဲသူ့ဘာတော်လည်းပဲရင်ဆိုင်မှုအသိမှာပဲလို့ပြောချင်ပါတယ်နော်အဲ့တော့အဲတစ်ဖက်ကကြည့်တဲ့ခါကျတော့လည်းတကယ်ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့သိရမှာကျွန်တော်တို့ကိုယ်တိုင်ပေါ့ကျွန်တော်လည်း line ပေါ်မှာပြောစုံနေသူတရားပဲလीနော်ကျွန်တော်အားလုံးသိရမှာကကျွန်တော်တို့ကိုခင်ဗျားတို့ဘလောက်ကြီးပဲအားပေးနေအားပေးနေပေါ့နော်ကျွန်တော်တို့အားပေးတာအရန်ကိုကျေးဇူးတင်တယ်တချို့ဆိုလို့ရှိရင်အာကာကြုံနေခင်ဗျားဝင်လောက်လိုက်ပါလားအဲတချို့ဆိုလို့ရှိရင်ကျွန်တော်ကိုအဲဘယ်လိုခေါ်မလဲ ရရှိသွားလောက်လိုက်ပါလားမြန်မာပြည်လာခဲ့ပဲဘယ်မှုပေးမယ်ညာမှုပေးမယ်เนาะအဲ့တော့ဘလောက်ကြီးပဲခင်ဗျားတို့အနေနဲ့ကျွန်တော်တို့ကိုချစ်လို့ယုံကြည်လို့ပေါ့နော်အားကိုးလို့ပြောပြောကျွန်တော်တို့သိရမှာကကျွန်တော်တို့ဒီဟိုဘလော့ကောမ်ဆိုအွန်လိုင်းပေါ်မှာဝေဖန်ထောက်ပြနိုင်တဲ့သူပဲရှိပါတယ်ကျွန်တော်တို့ဘလောက်ကြီးပဲအားပေးနေအားပေးနေကျွန်တော်တို့သိထားမှာကတကယ်အလုံးဆောင်ရွက်နေတဲ့သူဆိုရှင်ကျွန်တော်တို့ကလန့်ဘလော့ကောမ်နဲ့အရာရှိအရာခံမကဒီမဟုတ်ပါဘူးเนาะကျွန်တော်တို့တကယ် တသားလေးတွေကအစလုံခြုံရေးရအစကျွန်တော်လေးစားရမှာပါ။ဘာကြောင့်လဲဆိုတော့သူတို့တွေတကယ်သူတို့ကတကယ်ဆောင်ရွက်နေတာပါ။တကယ်ဆောင်ရွက်တကယ်လုပ်နေတဲ့သူတွေကိုကျွန်တော်တို့ကလည်းလေးစားရမှာဖြစ်တယ်။နော်။အဲ့တော့ကျွန်တော်တို့လက်တွေ့ဘဝလည်းထည့်လိုက်ရင်ကျွန်တော်တို့ဒီလိုအောင်မြင်ကြမှာအောင်မြင်မယ်။ဒါမဲ့လည်းကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ဒီ line ပေါ်မှာပြောဆိုမှုတွေနဲ့ပတ်သက်လာလို့ရှိရင်တော့ကျွန်တော်တို့လည်းကျွန်တော်တို့ရဲ့ကြွမ်းကျင်ရာလိမ္မာရာပေါ့ကျွန်တော်တို့ပြောပါရပါဘောနော်။အဲ့တော့သူ့ကိုလည်းကိုလေးစားရမှာဖြစ်တယ်လို့ကိုကိုလည်းသူလေးစားရမှာဖြစ်တယ်။သူ့ရဲ့လှုပ်ဆောင်ချက် ဆိုလို့ရှိရင်တကယ်လက်တွေ့လုပ်နေတဲ့သူဆိုရှင်ဟိုတပ်သားလေးကနေစပြီးမနေ့တနေ့ကမှစစ်ထဲဝင်လာတဲ့စစ်သားလေးကနေစပြီးတော့ဟိုကာကြုတ်ထီကပွင့်လင်းပြောရင်လေးစားရမှာပါသူတို့ဆောင်ရွက်နေတယ်သူတို့ရဲ့အလုပ်တွေကခက်ခဲပါတယ်ခင်ဗျကျွန်တော်တို့ကပြောပြီးတော့ကျွန်တော်တို့ကသူတို့ကိုသူတို့ကိုဝေမန်းနဲ့ထောက်ပြရဲနော်အဲပြောဆိုနေပေမဲ့ကျွန်တော်တို့သိထားရမှာကကျွန်တော်တို့ဒီတကယ်လုပ်နေတဲ့သူတွေမဟုတ်ပါဘူးเนาะကျွန်တော်တို့ကတိတာကို share နိုင်တယ်ဝေဖန်နိုင်တယ်ထောက်ပြနိုင်တယ်တော်တော်လည်းပဲ ကိုရီးယားဖြစ်စေချင်တာဒီလိုမျိုးသူတို့ကမလုံနိုင်တဲ့အခါမျိုးတွေမှာကိုရီးယားကိနာဒေါ်လာတွေထွက်တာမျိုးကြာကိုယ့်ဘက်ကရှော့ရမယ်ကျွန်တော်တို့အဲ့ဒါကိုဒီလိုမျိုးနားလည်ထားတဲ့အတွက်ကြောင့်မလို့ဖြစ်တာတွေမဖြစ်တာတွေကြုံလာတိုင်းမှာကျွန်တော်ဆဲဆိုဘာကြောင့်မလုပ်လဲဆိုရှင်ကျွန်တော်တို့လည်းကိုချင်းစားရလीနော်အဲ့ဒါကြောင့်မလို့လုံနေတဲ့သူတွေပေါ်မှာလဲကိုရီးယားလေးစားမှာဖြစ်တယ်အဲ့ဒါကိုကိုစောဘောကြီးနေနဲ့လဲချုပ်ကိနာဒေါ်လာလေးတွေနဲ့ပြောဆိုတဲ့နေရာမှာအဲနည်းနည်းလေးအဲဘယ်လိုခေါ်မလဲသူတို့ ခက်ခဲရှိသွားတယ်ပေါ့နော်ရှိသွားတော့ကြောင့်မလို့သူ့မှာဒါမျိုး fancy fancy ပေါ့နော် fancy မှုခံရတယ်လို့ကြားသိရတယ်ပေါ့နော်အဲ့တော့တော့လေသူ့အတွက်လုံးဝစိတ်မကောင်းပါဘူးကိုစောဖိုင်တဲ့နော်ကြောက်နေတာလားကြောက်တော့ဗျာလူပဲอ่ะနော်ကြောက်တတ်ပါလေဗျာနော်အဲ့တော့နောက်ထပ်ကိုစောဝင်းဘက်ပြန်ကြည့်မယ်ဟေ့ဆိုရှင်လေသူကတက်မလို့အတွက်ရွရွချင်ချင်ပေါ့နော်တထတအားတကယ်ကိုဆောင်ရွက်နေတဲ့ပုံကိုတယောက်ဖြစ်တယ် အပြုသားလို့ရှိရင်လည်းပြည်သူနဲ့တက်မလို့ကြားတယ်မှာတကယ်ပေါင်းကူတရာကြီးဖြစ်တယ်ပေါ့ဗျာနော်ပြည်သူစီကတရင်ကသူ့စီကိုအမြဲရောက်တယ်ပြီးတော့ရရှိတဲ့ဒီတက်မလို့ကြားတယ်မှာလည်းသူ့ရဲ့ဘယ်လိုခေါ်မလို့ဆိုရှင်သူ့ရဲ့စွမ်းဆောင်မှုကတခုပါဆိုတကယ်တမ်းပေါ့နော်တက်မလို့နေနဲ့ကောင်းကောင်းမွန်မွန်သာအသုံးချတက်မယ်ဟေ့ဆိုလို့ရှိရင်တက်မလို့တော့တကယ်ကိုအာလက်ယုံတစ်ဖွဲ အားကိုးရမယ်ပုံကူတယောက်မျိုးပါနော်အဲ့တော့အဲသူ့အနေနဲ့ကြည့်မယ်ဆိုရှင် သူဒီတိထားတာတွေအများများတယ် ိထားတာအများကြီးတဲ့အခါမှာအဲသူ့အနေနဲ့တချို့နေရာတွေမှာအားမလို့အားမရဖြစ်တာရှိမယ်ချို့နေရာမခံကျင်စိတ်ရှိမယ်ဘာကြောင့်လဲဆိုတော့သိထားတယ်လေဗျတကယ်တမ်းခံနေရတဲ့အောက်ခြေမှာတကယ်တမ်းပြည်သူတွေခံနေရတာသူသိတယ်ဗျသူခံစားရတယ်နော်ပြီးတော့လောင်းငယ်သားလေးတွေပေါ့စစ်တီခံစားနေရလဲသူသိတယ်ဗျအဲ့တော့သူခံစားရတယ်သူခံစားချက်တွေကအရန်ကိုများတဲ့အခါမှာသူကတော့လွတ်လပ်တဲ့အပြင်ကတရားမို့လို့ပေါက်ကွဲနိုင်တယ် စစ်တီလေးတွေကလည်းစစ်တီလေးတွေပြည်သူတွေကပောက်ကွဲခြင်းပဲမပောက်ကွဲရဲဘူးအဲ့တော့စစ်တီလေးတွေနောက်တစ်ခုတွေပေါ့နော်တက်မလို့သားတွေနောက်လူပြည်သူတွေကပောက်ကွဲမဲ့လက်ပစ်ဘုံဟာမင်းတို့တော့မပောက်ကွဲနဲ့ကွာငါပောက်ကွဲပြီးမယ်ဆိုပြီးတော့သူပောက်ခွဲတဲ့အခါမှာတော့ကြည်ရတာပြည်သူတွေကိုစားနော်တက်မလို့သားလေးတွေကိုစားပြီးတော့တကယ်ခံရတဲ့သူတွေကိုစားသူဒီပောက်ကွဲပေးလိုက်တဲ့အခါကျတော့အလုံးရဲ့ကိုစားသူများခံရမဲ့အဖြစ်တွေအားလုံးကသူ့စီမှာရောက်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့နော်အဲ့တော့ ားလုံးရဲ့ကိုစားပါသူ့ရဲ့ပြိတ္တတွေကိုစားသူသည်စတိခံလိုက်ရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်ပေါ့နော်ဟုတ်လားအဲ့တော့အဲ့တော့ဒီနေရာမှာကျွန်တော်ဘာလို့သွားတွေ့ရဆိုတဲ့ခါကျတော့နှစ်ဖက်စလုံးကြည့်မယ်နှစ်ဖက်စလုံးကမမပါဘူးလို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်အဲနောက်ထပ်ကျွန်တော်ထပ်ပြီးပြောချင်တာကအဲဒီနေရာမှာဥပဒေထပ်မှာဘာမှမရှိဘူးလေဗျာနော်ဥပဒေထပ်ဆိုတာက ကိုယ်တော်ဘုရင်ဤတဲ့ဥပဒေကဒီဆက်သွယ်ဥပဒေဖြစ်ပါလိမ့်မယ်နော်အဲဒီဥပဒေနဲ့ညှိတဲ့အခါမှာတော့ဥပဒေအထက်မှာဘာမှမရှိဘူးကျွန်တော်တို့လည်းမြန်မာပြည်အောင်ဖမ်းပါနော်ကျွန်တော်ဥပဒေနဲ့ညှိတာရှိနေမယ်ဖမ်းနိုင်တယ်ဘာကြောင့်လဲအာကျွန်တော်ဒီဥပဒေကိုလေးစားလိုက်နာတဲ့သူတယောက်ဖြစ်တယ်ဥပဒေနဲ့ကျွန်တော်ကျွန်တော်နဲ့ကြုံတဲ့ပြဿနာတွေပြဿနာတွေမှာကျွန်တော်စိတ်လိုက်မှာပါဖြေရှင်းလို့မရှိဘူးအဲကျွန်တော်ဒီဥပဒေကိုအားကိုးတယ် institution ကိုအားကိုးတယ်အားကိုးပြီးတော့ဖြေရှင်းလို့ရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုယ်တိုင်လည်းဥပဒေကိုကျူးလွန်နေကျွန်တော်ဖမ်းနိုင်နေစီးနိုင်နေเนาะအဲ့တော့ အဲ့ဒါလေးပြောချင်တယ်အဲနောက်တစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကအင်းဥပဒေနဲ့မြန်မာပြည်ဥပဒေကခတ်တာကတခုရှိတယ်ဗျမြန်မာပြည်ဥပဒေကလူကိုခင်ရင်မူကိုပြင်တယ်လူကိုမိုးရင်မူကိုသုံးတယ်ဆိုတဲ့ပုံစံမျိုးရှိတာလဲခတ်တယ်အဲ့တော့ဥပဒေနဲ့ညီဆိုရင်အားလုံးပေါ့နော်ဘယ်သူ့ကိုမစိုးဘယ်သူ့ကိုမစိုးဥပဒေနဲ့အရေးယူမယ်ဟဲ့ဆိုလို့ရှိရင်အခုဖြစ်တဲ့ပုံစံကလူကိုခင်တဲ့အချိန်မှကြာတာလွတ်ထားတယ်လူခင်တော့မူပြင်လာတယ်ပေါ့ကွာနော်ဟာလွတ်ထားလိုက်ပါကွာငါကောင်းလေငါချစ်စရာအဲ့တော့ ပြောတဲ့သူက तू ပေါ့နော်ပြောတဲ့သူတွေဆောင်ရွက်နေတဲ့သူတွေကသူတို့မားလို့မားမှန်းမသိတဲ့အချိန်မျိုးဖြစ်သွားတယ်အဲ့တော့လူကိုခင်နေတဲ့အချိန်မှာမူကိုပြင်ထားပေမဲ့အခုတော့လူကိုမုန်းပြီထင်ပါတယ်လူကိုမုန်းတဲ့အတွက်ကြောင့်မို့လို့ကျတို့မူကိုတုံးနေပါပြီเนาะမူကိုတုံးနေတဲ့ချိန်မျိုးအမူတုံးခါတော့ခင်အောင်မနေရမဲ့ပုံစံမျိုးဖြစ်နေရเนาะကျွန်တော်လည်းအခုကြောင့်မလို့တိတ်မစဲရပါဘူးပြောလို့ပြောရပါဘူးကြည့်เนาะအဲကျွန်တော်ဒါကြလေးကျွန်တော်လာဖမ်းနေပါအောင်မယ်အဲ့တော့ဒီခင်မူကိုပြင်နေမြန်မာပြည်ရဲ့ဥပဒေကလည်း ကျွန်တော်တို့ခြေကံဥပဒေအထိခြေကံဥပဒေနဲ့ဟိုအောက်ဥပဒေအထိအာတေဝင်းဖြစ်နေတာတေဝင်းဖြစ်နေခါကျတော့ခြေကံဥပဒေအောင်ကြည့်ပါဗျာမတေကွင်းရမှဒီလောက်ဆွဲလို့ရှိရင်ပြတ်သွားပြီအခုဆိုလို့ရှိရင်เนาะအပုံမှန်ဟိုကောင်ဆိုဆယ်လေးနင်းငါပေါ့လေးနင်းငါရတာမမဟုတ်တော့ခြေနေဆိုတေကွင်းလို့ပဲဆန့်လာဆန့်လာဆန့်လာเนาะမြန်မာပြည်ရဲ့ဥပဒေကလည်းတေကွင်းမှာတေကွင်းနေအဲ့တော့ကိုယ်တော်ဘုဟင်းကိုတနာညတာတတ်မယ်ဟေ့ဆိုလို့ရှိရင်လည်းမြောက်လေဗျာเนาะဟိုပြောမယ်ဆိုရင် တရီခွင်းတရီခွင်းလိုပဲခင်ဗျားတို့တော့မှပဲနော်ပုံမှန်၄နှစ်၅ရာတာမန်အချိန်မဟုတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ခုပုံမှန်၄နှစ်၅ရာဆိုပြီးတော့တရီခွင်းလိုမျိုးပဲဥပဒေဆွဲရင်ဆွဲရင်ဆွဲရင်6လ6လ6လနော်တရီခွင်းလိုဖြစ်နေတဲ့ခင်ဗျားတို့တော့မှတရီခွင်းလိုမျိုးကြင်ကြံနိုင်သေးရဲ့ကိုတက်မလို့အတွက်ပြောလို့ဆိုမိရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲကိုဇော်ဘောဟင်းရဲ့အကြည့်ကလေးတွေကိုတက်နိုင်ဆုံးပေါ့နော် တည်ရင်းလို့ပဲခင်ဗျားတို့တော့မတည်ရင်းလို့လုပ်နေအဲ့ကိုစော်ရေးအမှုလေးတည်ရင်းလို့မျိုးပဲတန်းနိုင်မြကြိတ်ပြီးတော့နော်ကြိတ်ပြီးတော့လွတ်ပေးစေချင်ပါတယ်လို့ကျွန်တော်ကတော့တောင်းဆိုပါတယ်ပေါ့နော်အဲ့တော့ဥပဒေတည်ရင်းပါပဲဗျာနော်ခင်ဗျားတို့ခင်ဗျားတို့အကောင်လုံးကိုရှောက်ကြည့်လိုက်ပါဦးမင်းအွန်လိုင်းကိုယ်တိုင်လည်းသူလည်းတည်ရင်းပဲကြည့်ပါလားဒီတက်ချုပ်ရာသူကိုသူယူထားတာပဲလေယူထားတဲ့အချိန်မှာလည်းသူယူစရာမရှိတဲ့ခါကျတော့ ဥပဒေကိုကြည့်လိုက်ဟာတေကွင်းတွေ့ပြီဆိုပြီးတော့တေကွင်းတို့ပဲအခုတက်ချုပ်ရလို့လည်းသူနောက်ထပ်ထပ်ယူထားတာပဲလေနော်ဟောကြည့်အခြေခံဥပဒေရဖြစ်တယ်တမရထပ်လုပ်ထားသေးတယ်ကြည့်အောင်ဟောတေကွင်းမဲလေနော်ပုံမှန်၄လ၅လ6လ6လတို့လည်းတေကွင်းမဲလေသူကိုယ်တိုင်လည်းပြောရတယ်အရာမှာဥပဒေကြည့်လို့မရဘူးလေသူပြောတာမဟုတ်လားအဲထို့တူပဲကိုယ်စော်ဖွင့်ကိစ္စမှာလည်းဖြစ်တန်ကြီးရှိဆုံးကိုတော်မဥပဒေကိုဒါမျိုးလေးတေကွင်းလို့လုံနိုင်သေးရဲ့နော်သူလိုမျိုးဒါခင်ဗျားတို့ကယာတူးယာကန်နေယာဒီနဲ့နော်ဟိုယလို့ ခင်ဗျားတို့တည်ခွင့်လို့လောက်တာသူ့မှာဘာလို့ဘာမှမရမယ်အမုန်းခံတာသူ့ကိုယ်တိုင်သူ့နာမည်လေးအောင်ရေးထားပါလေ။ဘာလဲဆိုလို့ရှိရင်အမုန်းခံချက်ဘာလဲနေသားမအောင်အဖြစ်ဘာလဲနေရေးပါအောင်ဗျဘာလဲသူ့နာမည်သူ့သူ့နာမည်ရေးတာလေတက်တော့မှာဘယ်လိုပြောလဲဗျပြောပါအောင်။ဘာလဲအမုန်းခံလူသားလားနော်။ဟာလားအဲ့ဟုတ်ပါဟုတ်ပါဟုတ်ပါနော်။အဲ့တော့အဖြစ်ကံဘဝနဲ့အော်ဟုတ်ပြီအဖြစ်ကံဘဝနဲ့အမုန်းခံလူသားဆိုပြီးတော့သူပြောထားတာပဲလေနော်။ အဲ့တော့အဲ့ဒီကြောင့်မလို့သူကဒီလိုမျိုးဘဝလေးတော့မှသူနော်ဒီဘဝနဲ့သူတက်မလို့ကိုထောက်ပံ့ထောက်ပံ့ပြောဆိုနေရရှိရောနည်းနည်းပါပါကျွန်တော်ဖြစ်တန်ကြည့်အစီအစုံပေါ့ဗျာနော်နည်းနည်းပါပါဆုံးမပြီးတော့နည်းနည်းပါပါနားဝင်အောင်ပြောပြီးတော့အဲပြန်လှုပ်ပေးစီခြင်းပါလေနော်ဥပဒေထပ်မှာဘယ်သူမှမရှိတာမှန်မင်းမြတ်ခင်ဗျာမြန်မာပြည်ဥပဒေကတည်ရခွင့်မှာနော်တည်ရခွင့်မှာတည်ရခွင့်မှာခင်ဗျာနော်ကိုရီးယားနဲ့အားပေးနေပါလေကိုယ်ကျေးဇူးအများကြီးထပ်အဖြစ်ကံဘဝနဲ့အမောင်းခံလူသားဟုတ်ကဲ့ဟုတ်ကဲ့နော် ဲ့တော့အခုဖြစ်တဲ့ပုံစံကကျွန်တော်ဥပဒေကိုလေးစားအတွက်ကြောင့်မဟုတ်လို့ကိုစောဘုန်းကြီးဘက်ကလည်းကျွန်တော်ကအပြေဝမရက်တည်ရဲဘူး။ဘာကြောင့်လဲဆိုတော့ဟုတ်တယ်လေ။ तू ပြောတဲ့ပုံစံတွေကကျွန်တော်ကလည်းညိတာပဲ။ तू လည်းညိမှာပဲ။အဲ့တော့တစ်ဖက်ကလည်းအပြေဝမရက်တည်ရဲ။ဘာကြောင့်လဲ။တစ်ဖက်ကလည်းတည်ရဲကွယ်။အဲ့သူ့ဘက်ကကြည့်ရလဲဥပဒေညိစွမ်းတာ။ကျွန်တော်ဥပဒေကိုလေးစားတဲ့တရားအနေနဲ့ကတော့အဲကျွန်တော်နှစ်ဖက်စလုံးလေးစားပါတယ်ပြန်နော်။သူ့ဘက်တော့လည်းပဲကိုစောဘုန်းကြီးကတော့ခင်ဗျားတို့တော့တည်ရဲကွင်းလို့နော်။ဦးမင်းအွန်လိုင်းတည်ရဲကွင်း ဥပဒေအရတော့ဥပဒေထပ်မှာဘယ်မှမရှိရမှန်းမသေရေခွင်းလိုမျိုးလုပ်ပြီးတော့ရာလုံးထပ်ယူတယ်သေရေခွင်းလိုလုပ်ပြီးတော့6လ6လတိုးတယ်အဲကိုစိုးဘွင်းကိစ္စမှာလည်းသေရေခွင်းလိုလုပ်ပြီးတော့เนาะဒါကိုတော့ကောင်းဖို့လုပ်ပေးနေတဲ့ကိုသားတယောက်ပဲပေါ့เนาะကိုညီလေးတယောက်ပဲဆိုပြီးတော့ဟိုလုပ်ပေးစေချင်ပါတယ်เนาะပေးရမစူတန်ဆေးလွန်ဆေးဖြစ်တဲ့အချိန်နေတဲ့အခုအချိန်တွေကဖန်တီးစေခဲ့တယ် ကျေးဇူးအများကြီးတက်လှုပ်ပေးမှာပါကိုဖုံးကိုလှုပ်ပေးစီခြင်းပါအခုမန္တလေးနန်းနဲ့မှာရောက်နေတယ်စစ်စေးခံရတော့ကြားသိတယ်ဗောနော်အဲတချို့ကလည်းဖွားနေပါဗျာနော်အဲဘာပဲဖြစ်ဖြစ်တော့စာရဖကဖမ်းနေဟေးဆိုလို့ရှိရင်တော့အတူတူရဲရဖမ်းတာမဟုတ်လေနော်ဒီကိစ္စစာရဖဖမ်းတာဖြစ်တယ်ဆိုတော့ချောင်းမလို့သူတက်ကျွန်တော်တို့ကြည့်ရတာလေနည်းနည်းလေးခရီးကြမ်းတမ်းနိုင်ပါတယ်ခင်ဗျာနော်ကြမ်းတမ်းနိုင်ပါတယ်အဲတော့ကျွန်တော်နည်းနည်းစိတ်ပူမိတယ်စိတ်မကောင်းလည်းဖြစ်ရတယ်ကိုယ့်ရဲ့ ညီကိုပေါ့နော်ကိုယ့်ရဲ့ညီကိုနောင်တော်တယောက်ပေါ့ဗျာပြောရမယ်ဆိုရင်နော်သူနဲ့ကျွန်တော်ဆိုတတ်တူကြော်ဒီလောက်ပဲရှိပါလားအဲ့တော့ကျွန်တော်တို့အဲတကယ်ကိုလေးစားပါတယ်သူလည်းနော်ကျေးဇူးပြုပြန်လှုပ်ပေးပါလို့နော်ကျွန်တော်ကိုလည်းတီးခံပေးပါလို့နော်အဲ့တော့ဒါကတော့တခုပေါ့ဗျာနော်ကျွန်တော်အနေနဲ့ဒါမဲ့အဲ့လိုပြတ်သားကြကြီးဆိုရင်ကျွန်တော်တို့ကျွန်တော်ပေါ့နော်ကျွန်တော်တို့ကိုယ်စော်ဖုန်းတို့ဘလောက်ထိဘလောက်ထိတက်မလို့ပေါ့ညားတယ်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပဲသိတာနော်ကျွန်တော်တို့တော့မှဘလောက်ညားရတယ်ဗျာနော် ့ဘာတော့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတီတိုင်းလည်းမပြောဘူးနော်တီတိုင်းလည်းမပြောဘူးပြောတဲ့နာကိုပြောတယ်အရေးကြီးတာကိုပြောတယ်နော်အဲ့တော့ကျွန်တော်တို့ကဘလောက်ထိညာလဲဆိုတော့ကိုစုံဘိန်းဘလောက်ထိတက်မလို့ပဲညာလဲဆိုတော့ကျွန်တော်သိတယ်နော်ဘာကြောင့်လဲ तू တီတိုင်းတန်ပြောလို့ရှိရင်ခင်ဗျားတို့စက်တာအချိန်နဲ့ तू အကုန်သိတယ်နော် तू အကုန်သိတယ်အမေ तू တီတိုင်း तू မပြောဘူးတခါကျွန်တော်တို့ဖုန်းလေးပြောဖြစ်ပါတယ် ဖုန်းလေးပြောပြတဲ့ခါမှာကျွန်တော်ကစကားလေးတီးခေါက်ကြည့်ပါတယ်ခမားကအာအကိုကဘာတီးလို့လဲဆိုလဲပုံစံပြအမော်တော့အဲ့လိုမျိုးပြောတာမဟုတ်ဘူးနော် तू တီးထားတယ်ဆိုတာသွားပြီးတိုက်နေရမှာနော်တိုက်တဲ့ခါမှာသူသာကယ်ရေးအဲ့တီးတဲ့အတိုင်းပြောလိုက်မယ်ဟိဆိုလို့ရှိရင်တက်မတော်ရဲ့ဟိုဆောင်ရွက်ချက်တွေတော်တော်များများကြာရှုံးသွားနိုင်တယ်ဘာကြောင့်လဲ तू တက်မတော်ကိုညှ่าလာနော်တက်မတော်ကို तू သစ္စာဆောင်တီးတာ तू တီးတိုင်းမပြောဘူးလုံးဝမရတဲ့အဆုံးမှသာ online မှာတက်ပြီး तू ပောက်ခွဲတယ်ဆိုတာက အလုတ်လုံးဝမလုတ်လို့သူပေါက်ပြတာဒါပေမဲ့ तू တိတိုင်းသာပြောလို့ရှိရင်ခင်ဗျားတို့တက်မလို့အတွက်ကအဲတတော်များများသောအချက်လက်တွေအားလုံးဟာခက်ခဲသွားနိုင်တယ်ဗောနော်ခက်ခဲသွားနိုင်တယ်အဲ့တော့ तू ကလည်းတက်မလို့ညာသူခင်ဗျားတို့ကလည်းတက်မလို့ပြန်ညာပါလား तू ကလည်းအမှန်တိုင်းပြောကြကြည့်ဆိုဒုက္ခရောက်လာပဲအထုတူပဲကျွန်တော်ကိုယ်တိုင်ဗောနော်ကျွန်တော်ကိုယ်တိုင်လည်းတက်မလို့လည်းပတ်တိုင်းတော်တော်ညာပါတယ်နော်ညာပါတယ်ဒီတိုင်းလည်းကျွန်တော်တို့မပြောပါဘူးတကယ်တကယ်တမ်းကိုနဲ့မဆိုင်တဲ့ကိစ္စကိုဝင်းတော်မပြောဘူးဗျာဝင်းလည်းဝင်းလည်း ဝင်လည်းမပြောချင်ဘူးကိုနဲ့မဆိုင်တဲ့ကိစ္စတွေမှာတက်နိုင်ဆုံးဝေးဝေးရှောင်တယ်အလုံးဝမတရားတဲ့ကိစ္စတွေမှာကျွန်တော်ပြောတယ်ကျွန်တော်ကိုယ်တိုင်လည်းမူကျွန်တော်ရဲ့မူဝါဒအတိုင်းပေါ့နော်ကျွန်တော်ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့လည်းတက်မတော်ကိုညားပါတယ်ခင်ဗျားတို့ကကျွန်တော်တို့ကိုနော်ကျွန်တော်တို့ကိုမညားဘူးဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလည်းခင်ဗျားတို့တတ်ညားပါတော့မှာဗျာမြင်တဲ့အတိုင်းရှိဖို့ရှိတိုင်းကြိုးကြပါဗျာနော်အမှန်အမှန်တိုင်းခြားကြချောင်ခြားချောင်ပြောကြဆိုဘာလို့ဖြစ်ကုန်မလဲအဲ့တော့မှန်တိုင်းလည်းသတိထားကြပါနော်ဟုတ်ကဲ့ တော့အမှန်တရားဘက်ကရည်ရည်တဲ့ကိုမအောင်လေးစားပါကျေးဇူးအများကြီးတင်ပါပြောလဲဖမ်းပါပဲอืมဟုတ်တယ်အဲ့ဒါမှန်ပြောလဲဖမ်းပါမပြောတော့လဲဒုက္ခရောက်ပါပဲ